တပည့်တကားပိတ်ဆိုတဲ့စကားကိုဘယ်ကနေပြီးတော့ဆက်နွယ်ပြီးတော့လာတယ်လို့ဆိုလို့ရှိရင်ဝိတ္တုဒိမဲ့ထက်ကထားမှာသောတာပတ္တိမက်ဆေ့ရဲ့သောတာပတ္တိမက်ရဲ့ခုံအကြီးတွေးတွေကိုဖော်ပြတဲ့အခါမှာသောတာပတ္တိမက်ဟာတဲ့ကိလေသာအဆိုင်ခဲတွေကိုဖောက်ခွဲနိုင် ေးလို့တော့သမုတ်တရားကြီးကိုလည်း၆တွေ့ဇေနိုင်နေအပေတကားကိုလည်းပိတ်ပစ်တယ်လို့ဆိုတဲ့စကားလေးအဲဒီကနေပြီးအပေတကားပိတ်အပေတကားပိတ်ဆိုတဲ့စကားဖြစ်ပွားပြီးတော့လာကြအေးတကယ်အပေတကားပိတ်တာကဘယ်လိုအဆင့်မှရောက်မှဘယ်လိုအဆင့်မျိုးရောက်မှအပေတကားတကယ်ပိတ်တာလဲဆိုတာသိဖို့မလိုဘူးလား Bye. အဘယ်တကမပိတ်ပဲနဲ့ပိတ်တယ်ထင်းနေလို့ရှိရင်လည်းပဲမာရင်နိုင်တယ်เนาะဒါကြောင့်မလို့ဘယ်အဆင့်မျိုးရောက်မှအဘယ်တကပိတ်တယ်လဲလို့ဘုန်းကြီးတို့ကဒီနေ့နိဗ္ဗာန်တကားကြီးဖွင့်နိုင်မှအဘယ်တကပိတ်ပြီအဘယ်တကပိတ်တယ်ဆိုတော့နိဗ္ဗာန်တကားဖွင့်မှအဘယ်တကပိတ်တယ်ဟုတ်ကဲ့တာမန်နဲ့တော့အဘယ်တကပိတ်တယ်လို့ပြောလို့မရဘူး ကဲကောင်းပြီအပေဆိုတာပါလဲအပေတကားဆိုတာကတော့ပါလဲအပေတကားကိုပါလဲပိတ်မှာလဲစဉ်းစားလိုက်တယ်အပေဆိုရစကလုံးကအပါယလို့ဆိုရဲပါဠိစကားကိုအသုံးပြုပြီးတော့မြန်မာလိုအပေလို့အပါယလို့အပေလို့ဘာသာပြန်နာမဟုတ်ဘဲနဲ့ ပါဠိစကားကိုပဲမြန်မာမှုပြုထားတာအဲ့တော့အဓိပ္ပာယ်ကမပေါ်သေးဘူးအပါယအပေဆိုတာဘာပြောမှမသိဘူးသိကြရဲ့လားပကံရောက်ဖူးတဲ့လူတွေကြုံဘူးပါလိမ့်မယ်ပကံမှာအပေယတနာဖရားဆိုတာကြားဘူးလားအပေယတနာဘာလို့အပေယတနာခေါ်တာလို့မစဉ်းစားကြဘူး ရေးထားတယ်လည်းတပ်ပုံကမှောင်မရင်ဘာကြောင့်အပေရဏခေါ်ရဲဆိုတာကိုလည်းမသိကြဘူးတကယ်ဖြစ်တင်တာကဗကံဖယားမှာရှိတဲ့အပေရဏဆိုတာအဘယရတနာလို့ဆိုလိုတာအိန္ဒိယလိုသီရိနိုင်ငံနိုင်ငံတို့ရောက်ဖူးတဲ့နေဘူးတဲ့ပုဂ္ဂိုလ်တွေဆိုသိတယ်အဘယဆိုတဲ့နာမည်ကိုသူတို့ကအဘေးလို့ဖတ်တယ် နောက်ကယရဏနဲ့ပေါင်းလိုက်တဲ့အခါအဘေးရတနာအဲ့ဒီအဘေးရတနာကနေပြီးတော့ဒီပကံကဖယားကအပေရတနာဖြစ်သွားတာနော်ဆိုလိုတာကအဘယရတနာဘေကင်းရံွာယရဏလို့ဒီလိုဆိုလိုတယ်အတိတ်ကအမတန်ကောင်းတဲ့စကားလုံးနော်သို့တော်လည်းဒီကနေ့ပေါ့ဆောင်ရ နဲ့ရေးထားတဲ့အပေယတနာဆိုပယ်တယ်ဆိုတာကပယ်ထားတာဘယ်သူမှမကိုးကွယ်ဘူးဆိုတဲ့အမျိုးရောက်ထူးတယ်။သို့မဟုတ်ရင်လည်းအပါယအပယ်ဆိုလို့ရှိရင်ကိုဆိုးသွားတဲ့အတိတ်ပဲရပြတယ်။အဲ့ဒီအတိတ်ပဲပြောမဟုတ်ပါဘူး။အပေရတနာအပယရတနာကလေအပေယတနာဆိုပြီးတော့လူတွေမှားပြီးတော့ခေါ်နေကြတာအတိတ်တွေကပျောက်သွားပြီ။ဟုတ်ကဲ့လား။ အဲ့ဒါမျိုးလိုပဲစကိုင်းမှာလည်းပဲမဟိယင်ကနာဆိုတဲ့ဖရာကိုမဟိကိုဖတ်ရကနေမရှိဖတ်ရကနေမရှိခဏဖြစ်သွားတာအမှန်ကတော့မဟိယင်ကနာဖရာဒါလည်းဒီဟိုမှာမဟိယင်ကနာဆိုတာရှိတယ်မြင့်မြတ်တဲ့ဤအပြင်မှာတည်ထားတဲ့ဖရာတို့ကုသိုလ်တိုက်တဲ့ဤအပြင်မှာတည်ထားတဲ့ဖရာတို့ဒီလိုအိဗယ်ရတယ်အမတန်ကောင်းတဲ့အိဗယ် အခုခေတ်တော့မရှိရင်ခဏပဲရှိတာကကြားတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့မရှိခဏလို့ခေါ်နေကြပြန်တယ်နော်ဒီလိုပြောင်းလဲသွားတာတွေဗမာပြည်မှာအများကြီးရှိတယ်စကိုင်းတောင်ပါတယ်ပဲဘုန်းကြီးတို့ငယ်ငယ်တုန်းကကြားဘူးလေဗျံကြီးကြောင်ဗျံကြီးကြောင်နဲ့ခေါ်ကြတယ်ဗာပြည့်လို့ဗျံကြီးကြောင်ခေါ်တာတော့ဆိုတော့မသိခဲ့ဘူးငယ်ငယ်တုန်းကအခုနရာဇဝင်တို့ဘာလို့ဖတ်တဲ့အခါကျတော့သွားတွေ့ ဖြန်ကြီးဆိုတဲ့စကားလုံးရဲ့မူလစကားကအဘယခိရိအဘယခိရိဆိုတာဘေးမဲ့တောင်းလို့အဓိပ္ပာယ်ရတယ်အဘယခိရိခိရိကိုပေါင်းပြီးတော့ရေးရတာနေပြီးတော့အဘယခိအဘယခိရတဲ့ဖြန်ကြီးဒီလိုဖြစ်သွားတာနော်ပမာရီကတော့ပြောတယ်ကာလရွေလျောလို့စကလုံးတွေနဲ့ရွေ့ရွေ့သွားတဲ့အသေးပဲဒီကက်ကုန်နေဟုတ်ကဲ့လား ေကောင်းပြီအပယ်ဆိုတဲ့စကားကဘာကိုဆိုလိုတာတော့လို့ဆိုလို့ရှိရင်အပါယဆိုတာပါဠိစကားပါဠိစကားမှာအပနဲ့အယကိုခွဲလိုက်မယ်အယဆိုတာကုသကောင်းမှုအပဆိုတာကင်းကွာနေတယ်ဆိုလိုတာကအပယ်ပုံအပယ်ပုံဆိုတာကုသပြုဖို့အခွင့်အရေးနေတဲ့ပုံလို့ဒီလိုပြောလို့လား ပုံညသမတတယအပကတာတိအပါယောအပကတောတိအပါယောလို့ဒီလိုကြားရမ်းမှာဖတ်ဆိုထားတယ်ကုသိုလ်ကောင်းမှုပြုဖို့အခွင့်အရေးအမတန်နဲတယ်ကုသိုလ်စိတ်ဖြစ်ဖို့အလွန်နဲတယ်တဲ့ဒါကြောင့်မို့လို့အပေကုန်လို့ခေါ်တာပါအဲ့တော့လူကုန်ရောက်နေတဲ့ပုဂ္ဂိုလ်တွေလည်းပဲကုသိုလ်ပြုဖို့အခွင့်အရေးနဲနေတဲ့ပုဂ္ဂိုလ်ကအပေရောက်နေတာလည်းမတူဘူးလားမှန်ပါတယ် တော့ကုသိုလ်ပြုဖို့အခွင့်အရေးတွေဟာမလဲတဲ့ဘူးကုသိုလ်ပြုတဲ့အခွင့်အရေးတွေရှိနေရမယ်မရှိဘူးဆိုလို့ရှိရင်အပါယဆိုတဲ့စိတ်ရင်းနဲ့ပါသွားနိုင်တယ်နော်အေးဒါကြောင့်လို့အပေတကားပိတ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးအပါယဆိုဒီမှာကုသိုလ်ပြုဖို့အခွင့်အရေးနဲ့တဲ့ဘုံဘဝလို့ဒီလိုတွေပဲရတယ်လို့မှတ်ထားပါ အပယ်လေးပုံအပယ်လေးပုံဆိုတာအားလုံးကသိကြတယ်အပယ်လေးပုံဆိုတာငရဲတဲ့တရိษံနဲ့ပြိတ္တာနဲ့အတုရကဲလို့အဘိဓမ္မထသင်္ဃဟာကျမ်းမှာအပယ်လေးပုံကိုပြဆိုထားတော်လဲပဲထို့ထို့သုတ်တံပါဠိတော်ဒီမှာကြည့်မယ်ဆိုရင်အပယ်ကို၃ပုံပဲပြထားတာများတယ် အပဲ၃ပုံဆိုလို့ရှိရင်ငရေတရိစံပြိတ္တာဒီ၃ပုံအဲ့တော့အတုရကေဆိုတာပြိတ္တာတွေကခွဲထွက်ထားတဲ့ပုံလို့ဒီလိုမှတ်ရအဲ့တော့ကောင်းပြီဒီအပဲပုံတွေအလုံးဟာကုသဖြစ်ဖို့အမတန်မှအခွင့်ရေးနေလို့ဒါကြောင့်မို့လို့အပါရလို့ခေါ်တာတဲ့ကြည်လေသူတို့ရဲ့ဘုံဘဝတွေကိုလည်းလည်းကြည့်ငရေဆိုတာတော့ကိုမမြင်ရဘူးပေါ့ ိုးတော်လည်းမမြင်ရပေမဲ့လို့ငရဲရဲ့သဘာဝကိုနည်းနည်းစဉ်းစားကြည့်လိုက်မယ်ဆိုရင်ငရဲရဲ့အခြေအနေကိုဘုန်းကြီးတို့ကြည့်ရမယ်။ရသော်ဘုရားကမဟာတဏသင်္ခရတုံမှာငရဲဘုံရဲ့ဒုက္ခကိုဘာနဲ့နှိုက်ထားတယ်လို့ဆိုလို့ရှိရင်ခொနပေလောက်တသူလောက်နဲ့တဲ့လက်ခုပ်တပောင်တသူလောက်နဲ့တဲ့ရဲရဲကြီးနေတဲ့ မိဘုံကြီးထဲမှာနေရတယ်လို့ပဲလို့ဒီလိုဥပမာပေးထားတယ်။လက်ခုပ်တစ်ပေါင်းဆိုတာအရက်မနှိမ့်မမြင့်လူတယောက်မတ်တက်ရက်ပြီးတော့လက်ကိုအပေါ်မြှောက်လိုက်။ပေနဲ့ပြောမယ်ဆိုရင်9ပေ10ပေခန့်ပေါ့။9ပေ10ပေခန့်နဲ့တဲ့မိကြီးဘုံကြီးထဲမှာခေါင်းကြီးတို့တွေခံစားပြီးတော့ခြေစမ်းမှဘလောက်ပူလိုက်မလဲ။နော်။ အဲ့ဒီမိဘုံကြီးရဲ့ကြသွားတဲ့ပုံကိုတရားရဲ့ဆင်းရဲဒုက္ခကိုခံမှန်းလို့ရပါလေ။အဲ့ဒီလိုမိကြီးဘုံထဲမှာနေရတဲ့အနေအထားမျိုးလောက်ထိအောင်ဆင်းရဲဒုက္ခတွေအလွန်ကြီးမားတဲ့ဘုံဘဝမှုနိရယတဲ့နိရယဆိုတဲ့စကားလုံးကိုငရဲလို့ဘာသာပြန်တာအတိတ်တွေကနိရယဆိုတာအနိအယအယဆိုတာချမ်းသာဒုက္ခနိဆိုတာမရှိဘူး ချမ်းသာကလေးတစ်စက်မှမရှိတဲ့ဘုံဘဝကိုငရဲလို့ခေါ်တာပါတဲ့ဒါကိုပြောတာเนาะလူဘဝမှာချမ်းသာဒုက္ခဆိုတာရှိတယ်အေးစိစိနေရတဲ့အချိန်လေးရှိတယ်ငရဲဘုံဘဝမှာဆိုလို့ရှိရင်ချမ်းသာဒုက္ခရနိုင်တဲ့အချိန်လေးဟာတစ်စက်ကမှမရှိလို့ဒါကြောင့်မလို့နေရအလုံးစင်ရတဲ့ချမ်းသာဒုက္ခတွေလုံးဝကင်းကွာနေတဲ့ဘုံဘဝဖြစ်လို့နိရယငရဲလို့ဒီလိုခေါ်တာပါ ငရဲ့ရဲ့ဒုက္ခကိုမြတ်စွာဘုရားကတုတ်တန်တစ်ခုမှာဟောထားတာရှိတယ်။အလုံးစင်းသာကြည့်လို့ရှိရင်ဘလောက်ဒုက္ခကြီးတယ်ဆိုတာကိုခံမှန်းလို့ရပါလိမ့်မယ်။မြတ်စွာဘုရားကဥပမာပေးထားတယ်။ငရဲ့ဒုက္ခဆိုတာလူတယောက်ရဲ့ဒုက္ခတစ်ခုနဲ့နှိုင်းယှဉ်ပြီးတော့ကြည့်ရအောင်။ရာဇဝတ်သားတယောက်ကို တိုက်ပြီးအုပ်ချုပ်တဲ့မင်းတရားကနေပြီးတော့မနဲ့မှလှန်တဲ့အချက်တရားထိုးဖို့အပြစ်ပေးတယ်နေ့လယ်မှာအချက်တရားထိုးရမယ်ညနေမှာအချက်တရားထိုးရလှန်အချက်300အထိုးခံရမယ်ရာဇဝတ်သားသူ့ရဲ့ဒုက္ခဘလောက်ကြီးမလဲတစ်ချက်ထိုးတာတောင်အလွန်နာလောက်ပဲเนาะ အဲ့တော့မနေ့ပိုင်းမှာအချက်တရာထိုးခံရတယ်နေ့လယ်မှာလှန်တဲ့အချက်တရာထိုးခံရတယ်ညနေပိုင်းမှာအချက်တရာထိုးခံရတယ်အဲ့ဒါလို့အချက်300အထိုးခံရတဲ့ရာဇောသားရဲ့ဒုက္ခတဲ့ငရဲဒုက္ခကပိုကြီးတယ်တဲ့ကဲဒါမှောက်ဆပြီးတော့တိဖို့ရတဲ့မြတ်စွာဘုရားဥပမာနဲ့ဟောပေးတာ